ကျမတို့မူကြပါသောခင်ယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ရဲဘော်လိုက်ပါဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာ။ပထမဆုံးတင်ဆက်ပေးချင်တာကတော့ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားပြုံတီလာတဲ့အတွက်ရန်ကုန်မှာစစ်ကူ900ကိုရေချောင်းမှထပ်မံပို့ဆောင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တိုက်ပွဲအတွင်းကိုစစ်ကော်မရှင်ကစစ်ကူပို့ရန်အတွက်တရင်တချို့မှစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုရန်ကုန်မှနေ၍ရေချောင်းနဲ့ပို့ဆောင်လိုက်ကြောင်းသိရှိရပါတယ်။စစ်ကော်မရှင်ဟာတပ်မ111နီးပြော်မှုနဘာဟာ111ဒုတိယဗိုလ်မှူးကြီးမျိုးမင်းတပ်ဦးစီးတဲ့ခမရ112ခမရ113ခမရ119တို့မှခမန့်အင်အား900ကန့်ကိုကြောက်ပြူကိုပို့ဆောင်နေကြောင်း CDM ဗိုလ်ကြီးဇင်ယွန်ထံကနေသိရှိရပါတယ်။ကြောက်ပြူမှာကရေတက်အင်အားစုများတယ်။ မြေပြင်စစ်ကြောင်းထုံးမှုမှာနေမီရလည်းခဏပဲအေအေက အမိချွေတော်ကိုစစ်တက ခံရတာပဲစစ်တကတက်တွေခွဲပြီးကြောက်ဖြူကိုပို့ထားတာပဲဒါပေမဲ့စစ်ကြောင်းလိုက်ကိုပြုတ်တားလို့စီးတရင်ရင်မြစ်ကပြောပါတယ်ကြောက်ဖြူတိုက်ပွဲမှာပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ကတည်းကတိုင်းချောင်းမင်းပြင်စတဲ့ကြေးရွာမြတ်မှာနှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများရှိခဲ့ပါတယ်တညဝရီရေတက်ဌာနချုပ်အနီးလမ်းခွဲပတ်မှာလည်းပြီးခဲ့တဲ့နိုဝင်ဘာလ24ရက်နေ့ကအေအေနဲ့စစ်ကော်မရှင်တပ်တို့ထိတွေ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ် စစ်ကောင်မရှင်ကပြန်လည်ထိန်းချုပ်လိုက်တဲ့တိုင်းချောင်းရွာကိုပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့မှာအေအေကပြန်လည်စီနင်းတိုက်ခိုက်မှုများပြုလုပ်ထားနိုင်ခဲ့ကြောင်းဒေတာရင်းသတင်းရှင်းပြများထံကနေသိရှိရပါတယ်။ဒီဇင်ဘာလ1ရက်နေ့မှာတော့မင်းပြန်မှာရှိတဲ့စည်ရေးအရာအချက်ချာကြတဲ့နေရာအချို့နဲ့တိုင်းချောင်းရွာကိုအေအေကစိုးမိုးမှု ပြန်လည်ရယူထားတယ်လို့သိရှိရပါတယ်ခင်ဗျာ။ဆလတင်ဆက်ပေးကြတာကတော့တိုင်းတုံတိုင်းမှာအေအေကစစ်ကောင်စီစစ်စခန်း၅ခုနဲ့ရွာ၃ရွာကိုတိမ့်ပိုက်ထားကြောင်းတင်ဆက်ပေးပါမယ်။ ရခိုင်ရုံးမတောင်တန်းအလွန်မကွေးတိုင်းပဲခူးတိုင်းနဲ့အေယော်ရီတိုင်းတက်ကစစ်ကောင်စီစခန်း၅ခုနဲ့ရွာ၃ရွာကိုအာရခတ်တက်တော်အေကသိမ့်ပိုက်ထားတယ်လို့ ISP မြန်မာရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ISP ရဲ့ဒီဇင်ဘာလ၁ရက်နေ့ထုတ်အစီရင်ခံစာဖော်ပြချက်အရမကွေးတိုင်းအမ်ဘတန်လမ်းပေါ်ကစစ်ကောင်စီစစ်စခန်း၂ခုပဲခူးတိုင်းပန်းတောင်မြို့နယ်က၂ခုနဲ့အေယော်ရီတိုင်းကွာငတိုင်းချောင်းလမ်းပေါ်ကစစ်စခန်း၁ခုတို့ကိုအာရခတ်တက်တော်အေကသိမ့်ပိုက်ထားကြောင်းသိရှိရပါတယ်။ အေးသိမ့်ပိုက်ထားတဲ့ကြေးရွာ၃ရွာမှာမကွေးတိုင်းငဖေးမြို့နယ်ပဒန်းကြေးရွာအုပ်စုမပစီကြေးရွာနဲ့ကွာမြို့နယ်အဆက်အေယာဝတီတိုင်းတွေကမကြီးစင်ကြေးရွာနဲ့ဘောမီကြေးရွာတို့ပြည်ချောင်း ISP ရဲ့ဖော်ပြချက်အရသိရှိရပါတယ်မကွေးတိုင်းအမ်ပဒန်လမ်းဘော်ကသိမ့်ပိုက်ထားတဲ့စစ်ကောင်စီစကန်နှစ်ခုမှာပစီကြေးရွာအနီးမျောစင်စစ်စခန်းနဲ့ကိုကြီးစစ်စခန်းတို့ဖြစ်ပြီးရင်းစစ်စခန်းတွေကိုအော်တိုဘားလ9ရက်နေ့မှာအေအေကသိမ့်ပိုက်ခဲ့ခြင်းဖြစ်ပါတယ် ပဇီယောဟာလက်ရှိတိုက်ပွဲပြင်းထန်နေတဲ့နေရီကန်ဘီယောကုန်တက်စကန်ရဲ့အရှိမြောက်ဘက်သုံးမိုင်အကွာမှာတည်ရှိပြီးအမတ်ကုတ္တညာကအမြောက်စကန်ကုတ်ကဲမှုဌာနချုပ်နဲ့လည်းဤကြောင့်တည်ရှိရပါတယ်။ပဲခူးတိုင်းပန်တောင်မြို့နယ်ကစစ်ကောင်စီစစ်စကန်နှစ်ခုမှာပကံကွေ ပကံကွေကြေးရွာတောင်ဘက်9မိုင်ခန့်အကွာမှာရှိတဲ့666.9ဂုဏ်နဲ့ပန်တောင်တောင်ကုတ်လမ်းပေါ်မှာရှိတဲ့မုတီတောင်စစ်စကန်တို့ကိုအေကသိမ့်ပိုက်ထားခြင်းဖြစ်ပါတယ်။ပကံကွေ666.9ဂုဏ် အော်တိုဘောလ14ရက်နေ့မနက်ပိုင်းမှာတင်ပိုက်ခဲ့ပြီးမိုတီတောင်စစ်စခန်းကိုတော့ဇန်နဝါရီလ26ရက်နေ့မှာတင်ပိုက်ခဲ့ပါတယ်။ AR တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အနီးကစစ်ကောင်စီရဲ့အမြောက်တပ်ရင်းအမှတ်344အနီးကကာကင်စကန်နှစ်ခုထပ်မနေ့ကိုပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာအေကတင်ပိုက်ခဲ့ကြောင်းသိရှိရပါတယ်။အမှတ်344အမြောက်တပ်ရင်းကို RK တက်တော့ A ကတင်ပိုက်နိုင်ရန်ယခုနှစ်စံပိုင်းကစတင်ပြီးဒေသခံပြည်သူကာကွယ်တပ်တွေနဲ့ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။ လက်ရှိအော်ရကတက်တော် A ဟာမကွေးရခိုင်အစပ်မှာရှိတဲ့နေရီကန်လေးကျောင်းရံကာကွယ်တက်စကန်ကြီးဘကူပန်းတောင်မြို့နယ်ကကပ္ပစ6အနီးနဲ့အေယော်ရီတိုင်ရေကြီးလေးမျက်နာတာပေါင်းမြို့နယ်တို့မှာစစ်ကောင်စီတက်နဲ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေစေဖြစ်ပါတယ်ရခိုင်ရိုးမတောင်တန်းအလွန်ကအော်ရကတက်တော် A ရဲ့ထိုးစစ်တွေးဟာအနာသိစစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံကပ္ပစ6နဲ့ကပ္ပစ14တို့ကိုဦးတည်လျက်ရှိကြောင်း ISP မြန်မာကတုံ့တက်ထားပါတယ် မကွေးပဲခူးနဲ့ AR တိုင်းတို့မှာစစ်ကောင်စီရဲ့ကပ္ပစစက်ယုံ22ခုရှိပြီး16ခုက AR မြေရဲ့အနောက်ဘက်ချမ်းမှာတည်ဆောက်ထားပါတယ်။အေးဒိုးစစ်တွေဟာကပ္ပစစက်ယုံတွေကိုဥတည်လာပေမဲ့လေရခိုင်ကံယူတန်ဘက်မှာတော့စစ်ဆိုင်ထားရမှုတိမ့်ပိုက်ပြီးပါကလည်းထိမ့်ချုပ်ထားရန်ခက်ခဲမှုတွေကြောင့်ကပ္ပစစက်ယုံတွေကိုတိမ့်ပိုက်ရန်မလွယ်ကူသေးကြောင်း ISP မြန်မာကသုံးသပ်ထားပါတယ်။ RK တက်တော့ A ဟာရခိုင်ပြည်နယ်အတွင်းမြို့နယ်14ခုနဲ့ အလဝမြို့နယ်တို့ကိုတိမ့်ပိုက်ထားပြီးရခိုင်မှာတိမ့်ပိုက်ရန်ကြံရှိနေတဲ့စစ်ကောင်စီထိန်းချုပ်မြို့စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တို့ကိုတိမ့်ပိုက်နိုင်ရေးကြိုးပမ်းနေပါတယ်။အေအေရဲ့စီးရေလှုပ်ရှားမှုတွေဟာရခိုင်ပြည်အပြင်ချင်းပြည်မကွေးတိုင်းပဲခူးတိုင်းအေရော်ရီတိုင်းကချင်နဲ့ရှမ်းမြောက်တို့မှရှိနေပြီးစစ်ကောင်စီရဲ့တက်စကန်တရင်တွေကိုတိမ့်ပိုက်နိုင်ရေးထိုးစစ်ဆင်တက်ခိုက်လျက်ရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတကားတော့မြန်မာပြည်လွတ်လပ်မှုမရမချင်းအရှုံးပေးအနာယူမှာမဟုတ်ဘူးလို့ ဒေါက်တာဆဆကြီးညာကေကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံပြည်သူများစစ်အာဏာရှင်လက်အောက်မှလွတ်လပ်မှုမရမချင်းမြည်သည့်အခါမှာအရှုံးပေးနာယူမှာမဟုတ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးရောင်းဒေါက်တာဆဆကကြီးညာလိုက်ပါတယ်။ NUG အစိုးရပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေရဲ့ဒစိမ့်တစ်ပိုင်းတစ်ရက်အနေနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကိုဖျက်သိမ်းတော့မှာဖြစ်ကြောင်း ယာယီတမနပြည်တော်စုဝင်ကြီးနဲ့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ဥက္ကဋ္ဌတို့ဩဂတ်လအတွင်းက၎င်းအားအသိပေးခဲ့ပြီးဝင်ကြီးအဖြစ်မှအနားယူခဲ့ပြီးနောက်ဒီဇင်ဘာလ၁ရက်နေ့မှာပြည်သူတို့အသိပေးတင်ပြတဲ့ထုတ်ပြန်စာမှာယင်းတို့ရေးသားထားခြင်းဖြစ်ပါတယ်ယခုအချိန်မှာတာဝန်ထမ်းဆောင်မှုအခန့်ကဏ္ဍတစ်ခုပြီးဆုံးသွားပြီဖြစ်ပေမဲ့နိုင်ငံတော်အတွက်ပုံမခိုင်မာသောရည်မှန်းချက်တွေနဲ့အတူကောင်းမွန်သောကြိုးပမ်းအားထုတ်မှုတွေကိုဆက်လက်လှုံ့ဆော်သွားမယ်လို့ဒေါက်တာဆော့ဆာကဆိုပါတယ် မြမပြည်သူပြည်သားအားလုံးရဲ့ဘုံရန်သူကိုတိုက်တဲ့တိုက်ပွဲမှာခွဲထွက်သွားခြင်းမဟုတ်ဘဲစွန့်ဆောင်ရေးပုံစံအစ်စ်နဲ့ဆက်လက်တိုက်ပွဲဝင်ကျင်းတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။မြမနိုင်ငံနဲ့ပြည်သူများအားပေးထောက်ခံမှုရရှိရေးလူသားအရင်းမြစ်နဲ့ဗန္ဒာရေးအရင်းမြစ်များရရှိရေးမဟာပြူဟာမူပေါင်းတွေကိုဦးတည်တဲ့ပြည်သူအခြေခံ People's Platform စတင် account ထဲပေါ်လုတ်ကင်သွားမယ်လို့ဆိုပါတယ်။ရင်းလုပ်ငန်းစဉ်များ account ထဲပေါ်ရန်အတွက် American ပြည်တော်စုမှတရားဝင်မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်း၃ရက်နဲ့လှုပ်ဆောင်သွားမှာဖြစ်ပြီး၎င်းတို့အနက်ငြိမ်းချမ်းရေးနဲ့ Federal Democracy Science Institute Institute of Peace and Federal Democracy IPFD ပထမဆုံးခြေလှမ်းဖြစ်စတင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းဒေါက်တာဆဆထုတ်ပြန်ကြမှာရေးသားပါတယ်။ဖွဲ့စည်းလိုက်တဲ့ IPFD ဟာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့စစ်မှန်သော Federal Democracy လမ်းကြောင်းကိုအရှိန်မြှင့်တင်ရန်နဲ့မြန်မာအရေးလှုပ်ရှားမှုတွေကို နိုင်ငံတကာအတိုင်းအဝိုင်းရဲ့တန်တမာရေးလူသားချင်းစာနာမှုနဲ့နိုင်ငံတည်ဆောက်ရေးကြိုးပမ်းမှုတွေမှာဖြည့်ဆည်းပေးရန်အတိတ်ကရည်ရွယ်ကြောင်းသိရှိရပါတယ်။၎င်းအပြင်လွတ်မြောက်နေပြည်တော်မှာဒေသန္တရအုပ်ချုပ်ရေးနဲ့အောက်ခြေမှအထက်ကိုတည်ဆောက်ထားတဲ့ Federalist နဲ့ Bottom Up Federalism ကိုအားဖြင့်ဆောင်ရွက်ခြင်းမတူကွဲပြားမှုများရှင်တွဲနေတိုင်းခြင်းများကိုမြင့်တင်ပေးပြီးဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ကောင်းမွန်သောအုပ်ချုပ်မှုစနစ်တွေကိုပံ့ပိုးကူညီရန်အတွက်ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိစစ်ကောင်မရှိကပြုလုပ်မဲ့ရွေးကောက်ပွဲဟာတရားဝင်ရွေးကောက်ပွဲမဟုတ်ဘဲ၎င်းတို့ရဲ့ရာဇဝတ်မှုကျူးလွန်ပြီးအတ္တမအုပ်ချုပ်နေမှုကိုတရားဝင်ဖြစ်လာစေရန်လိမ့်လေလှည့်ပြခြင်းဖြစ်ကြောင်းဒေါက်တာဆဆာကဆိုပါတယ်။ရှေ့ဆက်ရမယ့်ခီလာရှေလျာကြံတက်နိုင်ပေမယ့်ညီညွတ်မှုတတိနဲ့ခိုင်မာသောစိတ်ဓာတ်တို့ဖြင့်မြန်မာနိုင်ငံတစ်ကိုပြည်내များအားလုံးတစုတစည်းတဲ့ပေါင်းစည်းထားတဲ့မြန်မာပြည်ထောင်စုသမ္မတနိုင်ငံတော် United States of Myanmar USM ကိုတည်ဆောက်သွားကြမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်ဒေါက်တာဆဆာဟာမတူပြည်မြို့နယ်လိုင်လင်းပြည်ကြည်ရွာမှာမွေးဖွားခဲ့ပြီးအာမေးနီးယားနဲ့အင်္ဂလန်တို့မှဆေးပညာသင်ယူခဲ့ကာ2008ခုနှစ်မှာပွဲရရှိခဲ့ပြီးချင်းပြည်နယ်ကိုပြန်လာ၍ပရာဟိတလုပ်ငန်းများလုပ်ကင်ခဲ့ကာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်၎င်းရဲ့ရွာမှာပြေးလည်အရှိပေး၃တောင်ရှိတဲ့လေရင်ငယ်များဆင်းသက်နိုင်တဲ့လေရင်ကွင်းကိုပြပအကူအညီများနဲ့တည်ဆောက်ခဲ့သူဖြစ်ပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကားတို့မင်းလက်ပံကြားဖြန့်လုပ်ငန်းမှာနိုင်ငံသားဝန်ထမ်း900ကျော်ရွှေ့ပြောင်းဖို့ညှင်းဆုံနေကြောင်း KNU ထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြောက်ဝတီမြို့နယ်တဲကမင်းလက်ပံရွာနားမှာကရင်အမျိုးသားအစည်းအရုံး KNU ကမကြသေးခင်ကမှဖော်ထုတ်တွေ့ရှိထားတဲ့ online ငွေလိမ်ကြားဖြန့်ကမ်းရဲ့နိုင်ငံသားဝန်ထမ်း900ကျော်ဟာအဲ့ဒီနေရာကိုစွန့်ခွာဖို့ညှင်းဆုံနေကြောင်းသိရှိရပါတယ်။ KNU ကဒီဇင်ဘာလ2ရက်နေ့မှာ မင်းလက်ပံကြားပြန့်စခန်းနဲ့ပတ်သက်လို့နောက်ဆက်တွဲကြေညာချက် ထုတ်ပြန်ခဲ့ရမှာအဲ့ဒီစခန်းရဲ့နာမည်ကိုရှန်တာပက်လို့ခေါ်ဝေါ်တဲ့အကြောင်းပါရှိလာခဲ့ပါတယ်။ KNU ဟာမင်းလက်ပံတဝိုက်မှာအာနာသိန်းစစ်ကောင်စီရဲ့မဟာမိတ်ဖြစ်တဲ့ဒီမိုကရက်တစ်ကရင်အကျိုးပြုတက် DKP နဲ့ပြီးခဲ့တဲ့လကုံပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ရမှာ DKP ရဲ့အကာအကွယ်အောက်မှာလျှို့ဝှက်လေပတ်နေတဲ့ကြားပြန့်စခန်းနေရာကိုရှာဖွေတွေ့ရှိခဲ့တာပါ။ရှန်တာပက်ကြားပြန့်စခန်းကိုသိမ်းယူပြီးခဲ့တဲ့နောက် စကန်တဲမှာကြံနေတဲ့ကြောက်ပြန့်ဝန်တန်း1016ဦးရဲ့အချက်လက်တွေကိုစည်ရင်ကောက်ယူမှုလုပ်ငန်းစဉ်ရနိုဝင်ဘာလ30ရက်နေ့မှာပြီးဆုံးခဲ့ကြောင်း KNU ကဆိုပါတယ်တချို့ဝန်တန်းတွေကလူကိုယ်တိုင်ထွက်လာပြီးစည်ရင်ကောက်ယူမှုမှာပူပေါင်းပါဝင်တာမျိုးမရှိတဲ့အတွက်စည်ရင်မမတ်ရသူတွေလည်းရှိနိုင်တယ်လို့ KNU ကမှတ်ချက်ပေးပါတယ် KNUC အချက်လက်တွေစည်ရင်တွင်းခဲ့ပေမဲ့လည်းကြောက်ပြန့်လုပ်ငန်းဝန်ထဲကနေထွက်ခွာသွားဖို့ညှဉ်းဆန်နေသူ942ဦးရှိကြောင်းအဲ့ဒီအထက်မှာကာဇက်စတန်အမျိုးသမီးတဦး အင်ဒိုနီးရှားအမျိုးသမီး2ဦးထိုင်ဝမ်အမျိုးသမီး4ဦးဗီယက်နမ်အမျိုးသမီး4ဦးလာအိုအမျိုးသမီး2ဦးတို့ကလွဲပြီးကြက်တာအလုံးကတရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ KNU ကဖော်ပြထားခဲ့ပါတယ်။စကန်တေကနေရွှေပြောင်းထွက်ခွာလို့ကြောင်းဆန္ဒပြသူ85ဦးကိုတော့နိုဝင်ဘာလ30ရက်နေ့မှာပဲ KNU ကမြေကမ်းပေးတနေရာစီကိုပြောင်းရွှေ့နေရာချထားပေးခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီအထက်မှာတရုတ်အမျိုးသမီး2ဦးနဲ့သူ့ရဲ့တနစ်အရွယ်သားငယ်တို့လည်းပါဝင်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ KNU ဟာ ထိုင်းမြန်မာနေဆက်တောင်ရင်မြန်မာ96နိုင်ကြာပိတ်မိနေခဲ့သူနိုင်ငံသား380အပါအဝင်လူပေါင်း382ဦးကိုထိုင်းအာဏာပိုင်တွေစီချောချောမောမောလွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။ဇန်နာအလျောက်စခန်းမှာပဲဆက်ရှိနေပြီးထွက်ခွာသွားဖို့ညှဉ်းဆဲသူ900ကျော်အတွက်တော့ KNU ကနေရာထိုင်ခင်းနဲ့စာရေးတောက်ရေးကိစ္စတွေစီစဉ်ထားပေးရပါတယ်။အဲ့ဒီကြားပြန့်ဝန်ထမ်းတွေကဘာကြောင့် shutter pack ထဲမှာပဲဆက်ပြီးနေထိုင်ကျင်တယ်လဲဆိုတာကိုတော့တိတိကျကျမသိရှိရပါဘူး။ ဒီဇင်ဘာလ၂ရက်နေ့အထိအချိန်အရ KNU ထိန်းချုပ်ထားရာကြားဖြတ်စခန်းကိုစွန့်ခွာပြီးနေရက်နိုင်ငံတွေစီပြန်သွားလို့နိုင်ငံခြားသား189ဦးဟာတောင်ရင်မြင့်နားမှာယာယီအခြေချခြင်းဒိုင်းအာဏာပိုင်တွေကလွှဲပြောင်းလက်ခံယူမဲ့အချိန်ကိုစောင့်ဆိုင်းနေစေလို့ဆိုပါတယ် KNU ရဲ့အဆိုအရရှွန်တာပက်ထဲမှာလူပေါင်း3582ဦးကိုစည်ရင်ကောက်ယူနိုင်ခဲ့ပြီးအဲ့ဒီအထက်က2640သုံးပုံနှစ်ပုံနှိပေါကိုသူတို့ရဲ့စံနှုန်းနဲ့အညီ ကူညီရွှေ့ပြောင်းထားပြီးဖြစ်တယ်လို့သိရှိရပါတယ်။ KNU ရဲ့ထုတ်ပြန်ချက်မှာတော့မင်းလက်ပံတဝိုက်အပအဝင်မြောက်ဝတီမြို့ရဲ့တောင်ဘက်နေမြေတွေမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးလုံခြုံရေးအခြေအနေကစိတ်မချရကြောင်းဖော်ပြထားပါတယ်။စစ်တပ်ဟာစစ်ကြောင်းတစ်ခုဖြန့်ပြီးမင်းလက်ပံစီကိုချီတက်ဖို့ကြိုးစားနေတယ်လို့ရွာဘက်ကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဆိုပါတယ်။ဒါအပြင်ရွာတဝိုက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေကိုစစ်တပ်ကတဲတဲမဲမဲလှုံ့ဆော်နေတယ်လို့ KNU ထုတ်ပြန်ချက်မှာပါရှိခဲ့ပါတယ်။ နိုဝင်ဘာလ30ရက်နေ့တုန်းကတောင်ရင်မြေကန်အနီးမှာစုဝေးနေတဲ့ကြောက်ဖြန့်ဝန်တန်းတွေနားမှာ120မမမော်တာကြီးစံကြောက်ရောက်ပေါက်ကွဲခဲ့တယ်လို့ရှွန်တာပက်ဝင်းဒေကိုလည်းလက်နက်ကြီးကြီးကြောက်ရောက်ပေါက်ကွဲခဲ့တယ်လို့သိရှိရပါတယ်။ဒါပေမဲ့ဒီပြစ်စင်မှာထိခိုက်တိကျမှုတော့မရှိခဲ့ကြောင်း KNU ကအတည်ပြုပါတယ်။စီးရဲအခြေအနေတွေကပုံမဆိုးရွာလာတာကြောင့်ရှန်တာပက်ချန်ဝင်းတဲမှာဆက်ရှိနေတဲ့ကြားဖြန့်ဝန်တန်းတွေရဲ့လုံခြုံရေးကို KNU အနေနဲ့အပြည့်အဝအာမခံချက်ပေးဖို့ခက်ခဲလာတယ်လို့လဲ ထုတ်ပြန်ချက်ကအသိပေးပါတယ်။ KNU ဟာမြေပြင်ခြေစိုက်ဝန်တန်းတွေနဲ့ပဋိပက္ခကြောင့်ထိခိုက်တက်ရောက်မှုတွေကြုံတွေ့နေရတဲ့ဒေသတွင်းကလူအဖွဲ့အစည်းတွေကိုကူညီကာကွယ်နိုင်ရေးအတွက်အထူးအလေးပေးလှုံ့ဆော်နေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ကျန့်ဖို့ပါတီကမဲဆွေစီယုံပွဲများနဲ့ဆိုင်းပုတ်တင်ပွဲများမှာငွေပေးလူခေါ်ယူတဲ့ဇယိတ်တွေကိုရွေးကောက်ပွဲအတုံးစိမ့်မှာထည့်သွင်းခြင်းမပြုဘဲလူတအူးကိုနေစားကငွေကျပ်2000နှုန်းနဲ့ ချက်ဖို့ကမဲဆွေပွဲတက်ရန်ငားရန်ကကြောင်တင်ဆက်ပေးပါမယ်။ချက်ဖို့ပါတီကမဲဆွေစီယုံပွဲများနဲ့ဆိုင်းပုတ်တင်ပွဲများမှာငွေပေး၍လူများခေါ်ယူတဲ့စည်းရိတ်တွေကိုရွေးကောက်ပွဲအသုံးစရိတ်မှာထည့်သွင်းခြင်းမပြုကြောင်းကြံခံရေးပါတီတရင်ရင်းမြစ်ကဆိုပါတယ်။နိုင်ငံတော်မှာချက်ဖို့ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကရွေးကောက်ပွဲမဲဆွေစီယုံရေးလှုပ်ရှားမှုများနဲ့ဆိုင်းပုတ်တင်ပွဲများပြုလုပ်နေရမှာလူတအူးကိုငွေကျပ်2000နှုန်းနဲ့လူစုလူဝေးဖြစ်စေရန်ငားရကြောင်း ရင်းတို့ငားရမှုအတွက်ကုန်ကြစည်တွေဟာပွဲတပွဲကိုအနည်းဆုံးငွေကျပ်300ဝန်းကျင်လူငားရန်ကနဲ့အသွားပြန်အကျိုးဖို့အတွက်တုံ့ဆွေကြောင်းအစိုးရအသုံးစရိတ်တွေကိုတက်ဆိုင်ရာမြို့နယ်ကျပ်ပေါ်ပါတီများရဲ့ယုံအသုံးစရိတ်ဖြစ်ထည့်သွင်းပြီးရွေးကောက်ပွဲအသုံးစရိတ်ဖြစ်တင်ပြခိုင်းခြင်းမရှိကြောင်းသိရှိရပါတယ်အခြေခံသတ်မှတ်ထားတာကလူတအူးကို2000လုံးသတ်မှတ်ထားတယ်အဲဒီစရိတ်တွေကမြို့နယ်ပါတီယုံတွေကကြခံတဲ့စီးရင်ထဲမှာထည့်တယ်လွတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲအသုံးစရိတ်ဖြစ်မတင်ဘူး တပွဲကိုအနည်းဆုံးလူ100ကနေ150ငားရန်ပါတယ်ကျို့ပုအစားတောက်ပါစီစဉ်ပေးတယ်အဲ့ဒီအတွက်ဘတ်ဂျက်ကိုလည်းပါတီဌာနချုပ်ကချပေးထားပါတယ်လို့ကြံခန့်ရေးပါတီတရင်ရင်းမြစ်ကရှင်းပြပါတယ်အော်တိုဘားလ26ရက်နေ့စစ်တလောက်ခန့်ရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲအတုံးစီအဖြစ်ပြည်သူလွတ်တော်အမျိုးသားလွတ်တော်ဒိုင်းဒေသကြီးနဲ့ပြည်내လွတ်တော်ကိုယ်စားလှယ်လောင်းတွေကိုတဦးလျင်ငွေကျပ်350အစားငွေကျပ်300တို့၎င်းတိုင်းဒေသလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်းတဦးဟာ ငွေကျပ်သိန်း300အစားကျပ်သိန်း900တို့၎င်းရွေးကောက်ပွဲအသုံးစရိတ်ကိုတိုးမြင့်ပြင်ဆင်တက်မှတ်ပေးထားပါတယ်။တို့ရမမင်းအောင်လိုင်ရဲ့စစ်လွတ်မှုနဲ့ရောက်ရှိလာတဲ့စစ်ပူချုပ်ဟောင်းတွေနဲ့လက်ရှိယာရုရှိစဲစစ်ပူချုပ်ဟောင်းတွေကတော့၎င်းတို့ရဲ့ကိုပိုင်အသုံးစရိတ်ငွေကြီးများနဲ့မဲဆွေစီရင်ရေးလှုပ်ရှားမှုများနဲ့စိုက်ပုတ်တင်ပွဲများလှုပ်ဆောင်ကြောင်းချက်ဖို့ပါတီထမရွေးကောက်ပွဲအသုံးစရိတ်တောင်းခံခြင်းမရှိကြောင်းကျန်းခံရေးပါတီတရင်ရှိမြေအစိုးရသိရှိရပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတာကတော့အငိမ့်စာစစ်ပုတ်ချုပ်တွေကိုမဲပီးရန်စစ်ကောင်းဆောင်မဲဆွယ်ပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်ပြုတ်ကွဲလာမဲ့အခြေအနေကိုကြုံတွေ့လာရပါကနိုင်ငံတည်ငြိမ်ဖို့ဆောင်ရွက်ရမှာစစ်တပ်ကမရှိမဖြစ်လိုအပ်တာကြောင့်ကာကွယ်ရေးအမြင်ရှိတဲ့ကိုယ်စားလှယ်တွေကိုမဲပေးဖို့စစ်ကောင်းဆောင်ကပြောပါတယ်။ဒီဇင်ဘာလ၁ရက်နေ့ကမန္တလေးတိုင်းပြင်ဦးလွင်မြို့နယ်ဗဟုမီးသက်တင်တဲ့ကျောင်းနဲ့ရဲအရာရှိလက်ချင်းကြီးကျောင်းဇီးပင်ကြီးမှာ တင်းနေသောတင်းနေသူတွေနဲ့တွေ့ဆုံစဉ်စစ်ကောင်းဆောင်က ပြောဆိုခဲ့တာပါနိုင်ငံရေးအရာတည်ငြိမ်မှုရရှိအောင်လိုအပ်ချက်တွေဆောင်ရွက်တဲ့နေရာမှာစစ်တပ်ကမရှိမဖြစ်လိုအပ်ပြီးအစိုးရတတရက်ကိုရွေးချယ်တဲ့နေရာမှာနိုင်ငံရေးအမြင်စီးပွားရေးအမြင်တွေအပြင်ကာကွယ်ရေးအမြင်ရှိတဲ့သူတွေကိုပါရွေးချယ်မေးပြဖို့လိုအပ်ကြောင်းပြောဆိုခဲ့တာပါစစ်ကောင်းဆောင်ကနိုင်ငံဝန်ထမ်းတွေကိုအငိမ့်စားစစ်ဘုတ်ချုပ်တွေဝင်ရောက်ရှင်ပြိုင်မဲ့ကြန့်ခိုင်ရေးပါတီကိုသာရွေးချယ်မဲပေးဖို့ PRP မဲဆွေစီယုံနေတယ်လို့ NCD ဝန်ထမ်းတယောက်ကပြောပါတယ်။ပို့ဆောင်ဆက်သွယ်ရေးဆိုဘူဂျုံကြီးမြတ်ထွန်းဦးကိုမဲပေးရမယ်။ပြင်ကြားရေးဆိုဘူဂျုံမမောင်အောင်အလုသမားဆိုရင်ဘူမူကျုပ်အောင်ကျော်ဟုကကကြည်ဆိုရင်ဘူဂျုံကြီးအောင်လင်းတွေညူစောတင်အောင်ဆန်းစစ်စင်ရေးကဆိုကဆတ်ထမှုတွေကိုမဲပေးရမှာ။ဒါကဝန်ထမ်းလိုက်တည်တယ်မပေးရင်ဘာဖြစ်လဲဆိုတော့နေပြောင်းခံရမှာပေါ့။သူတို့ပြောတဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာဘယ်မှာလဲလို့ဆိုပါတယ်။ နိုင်ငံဝန်ထမ်းတွေအနေနဲ့လည်းအစိုးရအသစ်ပြောင်းသွားပါကမိမိတို့တာဝန်အလိုက်ဆက်လက်ထမ်းဆောင်ရမှာဖြစ်ပြီးအာဏာရပါတီနဲ့အစိုးရအဖွဲ့မူဝါဒများကွဲပြားသွားပေမဲ့ရုံးဌာနတွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်းစစ်ကောင်ဆောင်ကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ပဲခူးအေယာဝတီနဲ့ကရင်မွန်နဲ့တနင်္သာရီတိုင်းတွေကိုစစ်ကောင်ဆောင်တွားရောက်ခဲ့စဉ်ကလာမယ့်ရွေးကောက်ပွဲမှာကာကွယ်ရေးအမြင့်ရှိသူတွေကိုရွေးချယ်မဲပေးဖို့ကြံ့ခိုင်ရေးအတွက်မဲဆွယ်စည်းရုံးပေးခဲ့ပါတယ်။ စေအိုစုကကျင်းပမဲ့ရွေးကောက်ပွဲမှာကြံခိုင်ရေးပါတီအပါအဝင်ပါတီပေါင်း58ပါတီကကိုစလေလောင်း9000ကျော်ဝင်ရောက်ရှင်းပွဲမှာဖြစ်ပြီးအဲ့ဒီထဲမှာကြံခိုင်ရေးပါတီကကိုစလေပေါင်း1000ကျော်ပါဝင်လျက်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံပတ်စစ်အာဏာရှင်စနစ်ဆူလက်အောင်မှအမြဲဆုံးလွတ်မြောက်ပြီး ဒေါ်လန်နီတစ်ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ဒေါ်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ပခုတ်ကိုခရင်အချီဆိုင် local pdf ခုနှစ်ဖွဲ့ကအညမြင့်တပ်ပေါင်းစုဖွဲ့စည်းလိုက်ပြီးအကြံဖတ်စစ်တပ်ကိုစီရေးအရှိန်မြင့်တိုက်ခိုက်မယ်လို့ကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းပခုတ်ကိုခရင်အချီဆိုင် local pdf ခုနှစ်ဖွဲ့ကအညမြင့်တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းလိုက်ပြီး အကြံဖတ်စစ်တပ်ကိုစီးအရှိမြင့်တိုက်ခိုက်သွားမှာဖြစ်ကြောင်းအညာမြေတပ်ပေါင်းစုမှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။2024ခုနှစ်ဇွန်လ19ရက်နေ့ကလည်းပခုတ်ကိုခရိုင်အခြေစိုက် MUGDF တပ်ဖွဲ့ဇာမနီပြောက်ကြားတပ်ဖွဲ့ James Bond တပ်ဖွဲ့ TSDNGF တပ်ဖွဲ့နဲ့ဒုညင်အောင်ပြောက်ကြားတပ်ဖွဲ့၅ခုပူးပေါင်းပြီးအညာမြေတပ်ပေါင်းစုအဖြစ်လဲဖွဲ့စည်းထားကြောင်းသိရှိရပါတယ်။ထို့အညာမြေတပ်ပေါင်းစုထံကိုဒီကနေ့ဒီဇင်ဘာလ2ရက်နေ့မှာပခုတ်ကိုခရိုင်အခြေစိုက် God of မြိုင်တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ဟာအညာမြေတပ်ပေါင်းစုထိကိုထပ်မံဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်တို့ကြီးညာတဲ့နေမှာစတင်ပြီးအာနာရှင်ကြဆုံးသည့်နေ့အထိအတိဖြစ်ပြီးစေရေးအရှိန်များကိုရခင်ထက်ပုံမူကမြင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းထိုကြီးညာချက်မှာရဲဘော်များတပ်ဖွဲ့ဝင်များရဲ့စောင့်တိရတဲ့တစ္ဆာဒိတ်ထံများပါဝင်ပြီးမဟာမိတ်များအချင်းချင်းကြားစောင့်တိရတဲ့လိုက်နာရတဲ့မျက်ဝေရတဲ့ချစ်ချင်မှုများလည်းပါဝင်ကြောင်းသိရှိရပါတယ်။အညာမြေတပ်ပေါင်းစုမှာပါဝင်တဲ့တပ်ဖွဲ့ဝင်များအလုံးဟာ ဖက်ဒရယ်အတွက်ဦးလိမ်မတုံတာဝန်ထမ်းရွက်ရမှာဖြစ်ကြောင်းဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေတဲ့မြို့သည့်အဖွဲ့အစည်းနဲ့မဆိုခိုင်မာသောဆက်ဆံရေးကိုတည်ဆောက်၍အာဏာရှင်ကိုတွန်းလှန်ရမှာဖြစ်ကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။အခုလိုပေါင်းစပ်ရတဲ့အထူးအကြောင်းရင်းကတော့ပုံမထိရောက်တဲ့မစ်ရှင်တွေပေါ်ဆောင်ဖို့ရန်သူကိုညီညွတ်စွာတုံ့ပြန်နိုင်ဖို့နဲ့တော်လန်ရေးအဖွဲ့အချင်းချင်းကြားပုံပြညီညွတ်စေရန်ပြီးတော့ကျွန်တော်တို့ဒီတော်လန်ရေးမှာဒီလိုပေါင်းစပ်ပြီးအပြန်အလှန်ထိန်းချုပ်ရင်ဖက်ဒရယ်ကိုအရောက်သွားနိုင်ဖို့ အခုလိုပေါင်းစည်းကြတာပါလို့အညာမီတပ်ပေါင်းစုမှတာဝန်ရှိသူကဆိုပါတယ်အညာမီတပ်ပေါင်းစုမှစီးရီးတာဝန်ခံဖြစ်ကိုဘုတ်ကြီးမြေပြင်တာဝန်ခံဖြစ် ကိုပါဦး drone team တာဝန်ခံဖြစ်ဆရာကျောင်းကိုအီဂယ်ဗန္ဒာယီတာဝန်ခံဖြစ်ကိုတစ္ဆာလက်နက်ခရင်ထင်းသိမ်းရေးတာဝန်ခံဖြစ်ကိုမင်းသူနဲ့တရင်းနဲ့ပြန်ကြားရေးတာဝန်ခံဖြစ်ကိုပူပူတန့်စင်တို့ကတာဝန်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့အသက်ဆုံးရှုံးမှထပ်နေမည်ဆုံးရှုံးမှပူကြောက်တဲ့အညာသား PDF ဆိုတဲ့အရန်ကောက်တဲ့စောင်းပါတပုတ်ကိုတင်ဆက်ပေးပါမယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာအညာသားတွေအသက်သွေးချွေးစည်ပေးဆက်ပြီးတိုက်ပွဲဝင်ခဲ့တဲ့နေမည်အချို့ကိုအခုခါမှပြန်လည်လက်လွတ်ခဲ့ရပါတယ်။နောက်ချူတီဘောကြောင့်မဲတပိတ်ချင်းမိုးကုတ်မိုးမိတ်တို့ဖြစ်ပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးပထမလိုင်းနဲ့ဒုတိယလိုင်းမှာညီနောင်မဟာမိတ်၃ဘွဲ့နဲ့တော်လိုင်းရေးတပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းကမြို့ပေါင်း28မြို့အထိတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တာပါဒီအထက်ကရခိုင်စကိုင်းကရင်နီစတဲ့ဒေသတွေကမြို့တွေတိမ့်တာမပါသေးပါဘူးဒါပေမဲ့2025ခုနှစ်နှစ်ကုန်ပိုင်းရောက်လာတဲ့အခါ28မြို့တဲကခုနှစ်မြို့ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါဒါအပြင်မတရားမျိုးနဲ့အရှိကျန်းကိုလည်းလက်လွတ်ခဲ့ရပါတယ်ရှမ်းမြောက်နဲ့မန်တိုင်းတဲက28မြို့ဆုံးရှုံးခဲ့တာကခုနှစ်မြို့ပြန်ထိန်းချုပ်နိုင်ခဲ့တာက စစ်တပ်ကကိုပိုင်အစွမ်းစားနေတော့မဟုတ်ပါဘူးတရုတ်အစိုးရအကူအညီနဲ့ဖြစ်ပါတယ်တရုတ်ကစစ်တပ်ကိုငွေကြေးလက်နက်နှီးပညာတွေပံ့ပိုးခဲ့တဲ့အပြင်ဒေါ်လာရေးတက်တွေကိုကြဖြတ်ငါပြက်လုပ်ပြီးကျိုးနေပါတုတ်တလူလုတော့ကြောင်းလာရှိုမိုးကုတ်မိုးမိတ်မြို့တွေဆိုရင်ကြီးမဖောက်ရပဲ MDA နဲ့ TNLC ကပြန်ယူနိုင်ခဲ့တာပါနေမီဆုံးရှုံးရင်အသက်ဆုံးရှုံးတာထပ်ပိုဆိုးတာပေါ့လို့အညာမီတိတ္တမှာအခြေချခဲ့တဲ့မန္တလေးသားတအူးဖြစ်တဲ့ရဲဘော်တင်ကြီးကပြောခဲ့ပါတယ် တကယ်ပဲဒီလောက်ခံစားရသလားဆိုတော့တစ်တုံညာနှစ်ခွန်စစ်စင်ရင်းနဲ့ရှမ်းမန်စစ်စင်ကြီးတိုက်ပွဲတွေမှာပါဝင်ခဲ့တဲ့မန္တလေးသားအညာ PDF ရဲဘော်တင်ကြီးကဖြေဆိုသွားခဲ့ပါတယ်။ရဲဘော်တင်ကြီးကရွှေဘိုခရိုင်ကိုခွန်တုံညာ6တရင်ဒေါင်းနီတက်ဖွဲ့ကဖြစ်ပါတယ်။ဒေါင်းနီတရင်မှုဘူလက်ကြာကဒေါင်းနီတက်ဖွဲ့ရဲလို့သတိတေကလေးကရဲဘော်တင်ကြီးကစပြီးပါဝင်ခဲ့တာပါ။အဲ့ဒီတုန်းကရဲဘော်တင်ကြီးရဲ့အသက်က16နှစ်ပဲရှိပါသေးတယ်။ဒေါင်းနီတက်ဖွဲ့ဟာစစ်တပ်အာဏာသိမ်းပြီးလေးလကြာ 2021ခုနှစ်မေလကလေးကအာနာလူစစ်အုပ်စုကိုလက်နက်ဆွဲကင်တော်လှန်ဖို့စတင်တည်ထောင်ခဲ့တဲ့ဝက်လက်နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။စတင်တော်လှန်ချိန်တုန်းကလက်လုံတနက်တွေလက်လုံမိုင်းတွေနဲ့သာတိုက်ပွဲဝင်ခဲ့ကြတာပါ။လက်နက်ရရှိအတွက်ဤမျိုးစုံကြိုးပမ်းခဲ့တယ်လို့ထုတ်လို့ရေးကိုလည်းစူးစမ်းခဲ့ကြပါတယ်။ဝက်လက်နယ်ကဖျားလီကုန်းတိုက်ပွဲကြောင်းကိုတစ်ဆိတ်စကန်သိန်းတိုက်ပွဲရွှေပန်းကုန်းစကန်သိန်းတိုက်ပွဲတွေမှာစစ်တပ်ကိုလက်လုံတနက်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ လက်နက်အင်အားမမျှတဲ့တိုက်ပွဲတွေရင်ဆိုင်ရပြီးတဲ့နောက်တိုက်ပွဲဝင်ဖို့အတွက်လက်နက်တပ်စင်ရဲ့အရေးကြီးလာတာကိုပို့ပြီးသဘောပေါက်လာကြပါတယ်။ဒါကြောင့်လက်နက်ရရှိဖို့စစ်ရေးအတွေ့အကြုံစစ်ပညာရရှိဖို့စစ်ပုံကြတဲ့တပ်ဖွဲ့ထူထောင်နိုင်ရေးလက်တွေ့သင်ယူနိုင်ဖို့အတွက်ရှမ်းမြောက်ကိုအညာသားတွေရှိတက်ခဲ့ကြပါတယ်။၂023ခုနှစ်အော်တိုဘာလမှာတောင်းနီတပ်ဖွဲ့ရဲ့တရင်မှုဦးဆောင်ပြီးဒုတရင်မှုကိုနဂါလေးအပအဝင်တပ်ဖွဲ့ဝင်90ဟာမိုးကုတ်ပြူအားနဲ့ချိတ်ဆက်ပြီးထွက်လာခဲ့ပါတယ်။ ရောက်ပြီးရပိုင်းကြမှာတဲ့ပထမဆုံးတိုက်ပွဲကိုတပ်ဖွဲ့ဝင်တွေအားလုံးဆင်တွေ့ရပါတယ်တပ်ဖွဲ့ဝင်တွေကိုလူစေရောက်စီခွဲပြီး TNL ဥဆောင်ကတခြားမဟာမိတ်ရဲဘော်တွေနဲ့ပါပူးပေါင်းပြီးတိုက်ပွဲဝင်ခဲ့ပါတယ်မိုးကုံမြို့အနီးကမိုင်းလုံမြို့သိမ်းတိုက်ပွဲနဲ့လေကြီးစကန်သိမ်းတိုက်ပွဲတွေကိုဆင်နွှဲရတာပါလေရင်ပြည်ကူတွေကြားတဲ့ကွန်မန်တာတွေရဲ့စကားကိုနားထောင်ပြီးမသိအောင်နေပြီးတိုက်ပွဲဝင်ခဲ့ကြပါတယ်ဒါပေမဲ့ ဲ့ဒီတုန်းကကြမ်းတမ်းတဲ့ထင်ခဲ့ရတဲ့တိုက်ပွဲဟာတစ်တုံညာနှစ်ခွန်ဒုတိယလိုင်းရှမ်းမန်စစ်စင်ကြီးကတိုက်ပွဲတွေနဲ့နှိုင်းရှင်လိုက်တဲ့အခါအသေးစားတိုက်ပွဲတစ်ခုလောက်ပဲရှိခဲ့တာပါသူတို့အညာမြေ PDF တွေဟာရှက်ပြည်နယ်ကမိုင်းလုံမြို့သိမ်းတိုက်ပွဲနဲ့မိုးကုံမြို့နယ်လေကြီးစခန်းသိမ်းတိုက်ပွဲတွေပြီး TNL တက်စီမှာစစ်တပ်နဲ့၃လတက်ခဲ့ရပါတယ်စစ်တပ်နဲ့ဆင်းပြီးနောက်မှာတော့နောင်ချုံမြို့နယ်စစ်စင်ကြီးစတင်ခဲ့ပါတယ်ပထမဆုံးကဗန်ပွေးရွာအဲ့ဒီနောက်တရကုန်းတိုက်ပွဲတွေစတင်ခဲ့ပါတယ် စစ်တနံပြီးတဲ့အချိန်ကတစ်တုံညာနှစ်ခွန်ဒုတိယလိုင်းကိုအညာသား PDF တွေဝင်နှွေးကြရပါတယ်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MDY PDF နဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုတိုက်ခိုက်ခဲ့ရတာပါတစ်တုံညာနှစ်ခွန်ဒုတိယလိုင်းမှာအပြင်းထန်ဆုံးဖြစ်ခဲ့တဲ့နောင်ကျုံမျိုးအနည်းကစစ်တပ်ရဲ့အမှတ်တစ်တစ်လေးချီလင်တရင်ခလာရတစ်တစ်လေးအမှတ်တစ်တင်ကချီလင်တရင်ခလာရတစ်တင်ကစကန်သိမ့်တိုက်ပွဲတွေမှာရဲဘော်တင်ကြီးပါဝင်ခဲ့ပါတယ်သူပြန်ပြောပြခဲ့တဲ့အမှတ်ရဆုံးတိုက်ပွဲကတော့ 2024ခုနှစ်အတွင်းတပိတ်ချင်းမြို့နယ်ကတိုက်ပွဲတွေပါအကြမ်းတမ်းဆုံးဖြစ်ခဲ့တဲ့တပိတ်ချင်းမြို့နယ်ကမန်စိန်ကုန်းတိုက်ပွဲအကြောင်းကိုသူပြန်ပြောပြပါတယ်။မန်စိန်ကွင်း30ကနေ9မိုင်အထိတိုက်ခဲ့ရတာပါတပိတ်ချင်းမြို့ကိုစစ်တပ်ပြန်ထိန်းချုပ်နိုင်ပေမယ့်9မိုင်မှာအခုထိတိုက်ပွဲတွေပြင်းထန်နေစေဖြစ်ပါတယ်။ပထမဆုံးမန်စိန်ရွှေလုတ်ကွက်မှာအရေးပါတဲ့ဗျူဟာကုန်းနှကုန်းကိုရဖို့တော်လိုင်းတပ်ပေါင်းစုတွေထိုးစစ်ဆင်ရပါတယ်။အဲ့ဒီဗျူဟာကုန်းတွေကိုမန်စိန်ကုန်းဗျူဟာကုန်းနဲ့ နဂါယုံဂုံးလို့ခေါ်ကြပါတယ်ဒီဂုံးတွေကိုထိုးစစ်ဆင်ဖို့မန္တလေး PDF ကတရင်တွေနဲ့တပ်ပေါင်းစုကလည်းအင်အားအများပြတုံးပြီးတိုက်ခိုက်ခဲ့ကြပါတယ်ပထမဆုံးဝင်ရောက်ရတဲ့ဘီယာဂုံးတွေရဲ့အောက်ကျွန်းတော်ရွာမှာတိုက်ပွဲစတင်ပြီးဘီယာဂုံးကိုတက်ရပါတယ်အဲ့ဒီဘီယာဂုံးတွေရဲ့ထိတ်တွေမှာစစ်ကောင်စီတပ်တွေထိုင်ထားပါတယ်အထက်ကလိုချင်တာကဘီယာဂုံးပေါ့ဘီယာဂုံးရရင်ငကယုံဂုံးနဲ့အောက်ကရွှေစိုက်တွေကိုကျွန်တော်တို့ကအပေါ်စီးကပြည်ယုံပဲလေးလို့ ရဲဘော်တင်ကြီးကဇန်နဝါရီလကပြောပါတယ်။တောင်ကုန်းဘော်တက်ဖို့လမ်းကမရှိတော့လမ်းဖောက်ပြီးတောင်ဘော်ထစ်ကစစ်တပ်အထိုင်ကိုသိမ်းရမယ်စစ်စင်ရေးဖြစ်ပါတယ်။ရဲဘော်တွေအကုန်ကိုလမ်းကိုဖောက်ပြီးတောင်ဘော်တက်ရပါတယ်။တောင်ကုန်းဆိုတော့ကိုတက်မဲ့လမ်းကချုံတွေချောက်ကိုတကူစာရှင်းရင်စစ်ကောင်စီမမြင်အောင်တိုးတက်ရပါတယ်။ဒေါ်လန်ကြီးတက်တွေတက်လာမှတိတဲ့စစ်တပ်ကလည်းဘျူဟာမျိုးစုံနဲ့ပြန်လဲခုခံပါတယ်။တခါတလေဆိုရဲဘော်တွေကြားတဲ့စစ်သားတွေရုတ်တရက်ပေါ်လာပြီး ကိုရင်ဘက်ကိုတူတနထောက်သူရင်ဘက်ကိုကိုတနထောက်ပုံစံမျိုးနဲ့တောင်စစ်သားတွေကိုခြေမုံကြရတယ်လို့ဆိုပါတယ်ရန်သူနဲ့အနီးကပ်ဆုံးကိုကတ်ရတဲ့အချိန်မှာအရန်တတိကတ်ရတယ်ကြောင်သွားတဲ့သူကခံရတာပဲလို့ရဲဘော်တင်ကြီးကပြောပါတယ်သူကိုယ်တိုင်လည်းနှစ်ချိန်တိုင်ထိတ်တိုက်တွေ့ဆုံတာဖြစ်ခဲ့ပြီးနောက်မှာပါတဲ့ရဲဘော်ရဲ့တတိပိချက်ကြောင့်အသက်ရှင်နေတာလို့ဆိုပါတယ်တလောက်လောက်ဒီတိုက်ပွဲကြာခဲ့ပြီးတဲ့နောက်စစ်တပ်စခန်းကစစ်သားအကုန်လုံးကိုခြေမုံနိုင်ခဲ့ပြီးဗျူဟာကုန်းကိုတင်ယူနိုင်ခဲ့ပါတယ် ဒေါ်လန်ရေးတက်ဖွဲ့တွေလည်းအကြဆုံးများခဲ့တယ်လို့သူကပြောပါတယ်။တခါမှတိုက်ပွဲကြီးတွေမကြုံတွေ့ဘူးတဲ့အညာသားတွေဟာအသက်ပေးအငက်ပေးကြုံရတဲ့အချိန်မှတော့အိမ်ကိုလွမ်းလာပြီးမဲ့သူတို့ရည်မှန်းချက်ပြည့်မြောက်ဖို့အိမ်ပြန်ခြင်းစိတ်မပေါ်ခဲ့ဘူးလို့ဆိုပါတယ်။ကျွန်တော်တို့ကရည်ရွယ်ချက်တစ်ခုအတွက်လာတာမို့အိမ်ပြန်ခြင်းစိတ်တော့မရှိဘူး။ပင်ပန်းတာဘာညာလောက်ပဲရှိတာလို့ရဲဘော်တင်ကြီးကအတွေ့အကြုံကိုပြောပါတယ်ဆစ်စင်ရည်ရည်အပြီးထိုက်တင်တဲ့လက်နက်ခွဲဝေမှုအတူတွဲတိုက်ခဲ့တဲ့တပ်ဖွဲ့တွေစီကရခဲ့ပါတယ် 2024ခုနှစ်ဒီဇင်ဘာလမှာရဲဘော်တင်ကြီးရှီတန်းကနေဌာနချီဆက်ရာအညာမြီကိုပြောင်းရောက်ခဲ့ပါတယ်။တပ်ပေါ်သစ္စာရှိမှုနဲ့တိုက်ခိုက်ရေးမှာထူးချွန်တဲ့ရဲဘော်တင်ကြီးဟာအသက်20အရွယ်2025ခုနှစ်အစပိုင်းမှာထောက်ရေးဘုတ်အဖြစ်ယာတူတိုးခဲ့ပါတယ်။ရှမ်းမန်းပြန်အညာသားရေကိုစစ်ကောင်စီရဲ့တပ်မတုံးတုံးကလည်းချက်ချင်းသွေးလိုဆန်ခဲ့ပါတယ်။2025ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာရွှေဘိုလေးကျင်းကြီးရှစ်ကစစ်ကြောင်းတစ်ကြောင်းနဲ့စကိုင်းမြို့တပ်မတုံးတုံးကထွက်လာတဲ့စစ်ကြောင်းနှစ်ကြောင်းတွေ့ ဝက်လက်မြို့နယ်တဲကိုတပြိုင်တည်းထဲဝင်လာခဲ့ပါတယ်။ဇန်နဝါရီလ9ရက်နေ့မှာရွှေဘိုကထွက်လာတဲ့စစ်ကြောင်းဟာဝက်လက်မြို့နယ်မှတ်တိရွာနဲ့မင်းကုန်းရွာကြားရောက်တော်လိုင်းတပ်ဖွဲ့တွေရဲ့ကြောက်ပြတ်တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။စစ်သား89ဦးပါတဲ့စစ်ကြောင်းဟာ58ဦးသေပြီး6ဦးအရှင်ဖမ်းဆီးမိခဲ့တယ်လို့တော်လိုင်းတပ်တွေကထုတ်ပြန်ခဲ့ပါတယ်။ဒါပြင်တော်လန်ရေးတက်တွေဘက်ကလက်နက်44လက်တီရရှိခဲ့ပါတယ်။အဲ့ဒီလိုပဲစကိုင်းကထွက်လာတဲ့စစ်ကြောင်းဟာအုံနဲ့ပုတ်ကြီးရွာမှာတက်ပြတ်ထွက်ပြေးခဲ့ရပါတယ်။ ဒီလိုတိုက်ပွဲတွေဆက်တိုက်ဖြစ်နေရကနေဇူလိုင်လကတည်းကရှီဘိုခင်ကိုစစ်တပ်ကစစ်မှုတပ်အင်အား၃ကနေ့စဉ်စစ်ကြောင်းထိုးနေတာမို့ရဲဘော်တင်ကြီးလဲအညာမြေရှီတန်းကနေမခွာရတော့ပါဘူး။နိုဝင်ဘာလ28ရက်နေ့မှာကိုခွန်တညာချောက်တပ်ကရှမ်းမန်းစစ်စင်ရေးမှအတူတိုက်ပွဲဝင်ခဲ့တဲ့ဒုတရင်မှုကိုနဂါလေးနဲ့အတူရဲဘော်တင်ကြီးဟာဝက်လက်နဲ့ရွှေဘိုမြို့နယ်ကြားကစစ်ကြောင်းကိုတိုက်ဖို့ဖြစ်လာပါတယ်။နိုဝင်ဘာလ28ရက်နေ့ကဝက်လက်မြို့နယ်အဆက်ကဆိုင်းနိုင်လေးမှာအင်အား100ကျော်နဲ့အထိုင်ချထားတဲ့ စစ်တပ်အထိုင်စခန်းကိုဝင်တိုက်ခဲ့ပါတယ်။စစ်တပ်ကရွှေဘုံမြို့နယ်ဘုံဘွဲရွာဘက်ကိုစုသွောလို့ဆက်လက်လိုက်တိုက်ခဲ့ကြပါတယ်။နိုဝင်ဘာလ29ရက်နေ့မှာရွှေဘုံမြို့ကနေစစ်ကား၈စီးအင်အားပြည့်နဲ့ထွက်ခွာလာပြီးစစ်တပ်ကအင်အားထပ်တိုးလို့လမ်းမှာဖျက်တိုက်ခဲ့ရမှာတိုက်ပွဲပြင်းထန်ခဲ့ပါတယ်။စစ်တပ်ကအထိကိတ်များလာချိန်ဝိုင်းတွဲတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြစ်လုခဲ့ပါတယ်။ဒါအပြင်ရွှေဘုံမြို့ဘက်ကနေဟာဝေဇာတွေစက်တိုက်ပစ်ခတ်ခဲ့ပါတယ်ပထမဆုံးပစ်လိုက်တဲ့ဟာဝေဇာ ကိုခွန်တုံညာချုပ်တက်ရင်ကရဲဘော်တွေရှိတဲ့နေရာပါလက်နက်ကြီးအကြမှာမြေကြီးပေါ်မှာမှောက်နေတဲ့ရဲဘော်တွေအနေနဲ့ကင်းခဲ့ပေမဲ့မတက်ရက်နေတဲ့ရဲဘော်တင်ကြီးကလေပင်ဖောက်မှန်ပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်တစ်တုံညာနှစ်ခွန်စစ်စင်ရေးပြီးတနေ့အကြမှာရှမ်းမြောက်နဲ့မန္တလေးတိုင်းမှာနေမီအချို့ပြန်ဆုံးရှုံးနေချိန်မှာပဲရဲဘော်တင်ကြီးကအညာမြေကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီတော်လန်ကြီးကိုစုံကန်းတိုင်အောင်သွားမဲ့အမကန်ဆုံးရဲဘော်ဖြစ်လို့ တော်လည်အတွက်လဲမြားစွာအဆုံရှုံဖြစ်တယ်လို့တရင်အတွက်လဲအားထားရတဲ့ရဲဘော်တယောက်ဆုံရှုံလိုက်ရတာပါလို့တရင်မူဘူလက်ကြာကပြောဆိုပါတယ်2021ခုနှစ်ကတည်းကလက်နက်ကင်တော်လန်ရေးကိုစတင်ခဲ့တဲ့မန္တလေးသားတင်ကြီးဟာမန္တလေးမြို့ရဲ့မြစ်တပတ်ကန်စကိုင်းတိုင်းမှာပဲအနာသိန်းစစ်တပ်ကို၅နှစ်နီးပေါင်းမယံမနာတော်လန်ရေးသူ့အသက်ကိုပေးလူသွားခဲ့ပါတယ်တင်ကြီးလိုအညာသား PDF တွေကနိုင်ငံရဲ့ပြည်သူတွေစစ်ကြုံဘဝလွတ်မြောက်ဖို့အတွက်တိုက်ပွဲဝင်နေတာဖြစ်တာမို့ အထက်မှာဆိုခဲ့တယ်လို့အသက်ဆုံးရှုံးမှာထက်နေမည်ဆုံးရှုံးမှာကိုပို့ပြီးစိုးရင်ခဲ့ကြတာဖြစ်ပါတယ်။စစ်ဖက်နှက်အောက်ကလွတ်မြောက်ချင်တာကြောင့်အညာသာ PDF တွေဟာတစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာရောရခိုင်ပြည်နယ်ချင်းပြည်နယ်စတဲ့ဒေသကတိုက်ပွဲတွေမှာအသက်ကိုပဓာနမထားဘဲနေစီမထားဆူရလောက်အောင်တွားရောက်တက်ခဲ့ခဲ့ကြပါတယ်။သူတို့ရဲ့ရဲဝံတဲ့ပိဆက်မှုတွေကိုအညာဒေသတခွင်က အုတ်ကူနီနီလေးတွေကတက်တည်ပြနေပါတော့တယ်။ရဲဘော်တင်ကြီးတယောက် ရွေးဘုတ်တိုက်ပွဲမှာရေးရဲဝုံဝတ်တိုက်ခိုက်ရင်ကြာဆုံးသွားတဲ့နေ့ဟာသူပောင်ဝင်တိုက်ခိုက်ခဲ့တဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးဒုတိယလိုင်းမှာမိုးကုတ်မြို့ကို TNL ကတရုတ်ဖိအားပေးမှုတွေအောက်ကစစ်တပ်ကိုပြန်လွှဲခဲ့တဲ့နေ့ဖြစ်နေခဲ့ပါတယ်။မိုးကုတ်မြို့ရဲ့စစ်တပ်ပြန်ဝင်လာတာသိရင်အညာသား PDF ရဲဘော်ဒင်ကြီးတယောက်ဘာပြောမလဲဆိုတာတော့မသိရှိနိုင်ပါဘူးခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။